ဆက်ရောနိုင်ရောတော့မရောနိုင်ငါနေ့ရဲစခန်းနဲ့ခိုင်းထဲမှာတော့ပြောပြီးသားကျွန်မပတ်စံပစ္စည်းကမာကလေးလည်းဒီမကောင်းလို့စိတ်ကိုနေရတာဒါမပြောနဲ့နင်တို့ဟာဒီထားလိုက်လားမင်းကငါတို့အုံတော်ထဲမှာဒါမျိုးရှိဘူးငါဆက်ရပစ္စည်းခိုးရတယ်မှာလားပြန်လို့ရှင်နေတာပဲပစ္စည်းမကြည့်ဘူးထဲလေထဲထဲမှာဟေးလောက်ပါနေလို့ငါရင်သွေးမှုနဲ့လာပြီးတော့ဖိုင်ကျင်မယ်ငါတို့စားတော့လောက်ရဲ့ကျွန်မဆက်ခံတော့ခက်လား you get ကြိုးလာရဲ့ရင်သွေးတော့အသားခွာယူပြမယ်ကျိုးနေရဲ့ကျိုးနေရဲ့ ိုင်းမင်္ဂလာပါရှင်။ကျမကတော့အထက်တန်းရှိနေတော့အီဖြူနင်းမဲ့ဖြစ်ပါတယ်။မိကုံးလေးတခုမေးမြန်းထားတာပါ။ဆရာမရဲ့အခုဖြစ်နေတဲ့အန်တီသားမီကိုသုံးသပ်ပေးပါအောင်ဗျာတဲ့။သူများဆိုင်မှာခိုးမိလို့ခိုးမိလို့တဲ့ဆိုင်ရှင်ကနှိမ့်ဆက်တာတဲ့တရားပြန်ဆွဲလို့ရပါသလားတဲ့။ဒီမိကုံးလေးကိုဖြေချပေးရမယ်ဆိုလို့ရှိရင်ဒီကနေ့မှာတော့ပစ္စည်းခိုးယူသည်ဟုဆွဆွဲရိုက်နှက်ခံရသူတာမီနဲ့ရိုက်နှက်သည့်ဆိုင်ရှင်ရုပ်တံဖိုင်နဲ့ပတ်သက်ပြီးအထက်တန်းရှိနေအမျိုးသမီးမှပြောလာသည်မို့ အဆုံးထိနားဆင်ဝေဖန်တုံးတက်ပေးသွားကြပါဦးခင်ဗျာပစ္စည်းခိုးတယ်ပေါ့နော်အခု line ပေါ်မှာကျမလည်းတွေးလိုက်တယ်ပေါ့နော်ပစ္စည်းခိုးတာကိုမိသွားတဲ့အခါမှာဒီဆိုင်ရှင်အမျိုးသမီးကနေပြီးတော့အဲ့ဒီခိုးတဲ့သူကိုပေါ့နော်ဇပင်ဆွဲထားတာတို့ဒီလိုမျိုးနှိပ်စက်ထားပေါ့နော်ပြီးတော့ video file ကိုရိုက်ပြီးတော့တင်ထားတာတွေ့တယ်ခလေးလေးလဲပါတယ်ပေါ့နော်ဖမ်းပြီးတော့သူကနေပြီးတော့ရိုက်နှက်ထားတယ်ပြီးသွားတဲ့အခါမှာ video ရိုက်ထားတယ် line ပေါ်မှာတင်ထားတယ်နော်အဲဒီခလေးတယောက်လဲပါတာတွေ့ရပေါ့နော်အဲ့ဒီအခါမှာ ဲ့သူကဥပမာသူ့ရဲ့ပစ္စည်းကိုပေါ့နော်ခိုးတယ်ခိုးတယ်ဆိုလို့ရှိရင်သူ့ကိုခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တယ်။ကိုကနေပြီးတော့အဲ့လိုမျိုးရိုင်းနှက်နှိပ်စက်ခွင့်မရှိပါဘူးနော်။ဘာဖြစ်လို့လဲဆိုတော့ခိုးမှုနဲ့အရေးယူလို့ရတာဖြစ်တဲ့အခါမှာကိုယ့်ရဲ့ပစ္စည်းကိုခိုးသွားတယ်ခိုးသွားတာဖြစ်တဲ့အတွက်ရာဇွင့်ကျင်ထုံးပေါ့နော်။ရာဇွင့်ကျင်ထုံးဥပဒေပုံမှန်59မှာဆိုလို့ရှိရင်အရက်သားကနေပြီးတော့ဖမ်းဆီးခွင့်ရှိတယ်။ပြီးသွားတဲ့အခါမှာဒီဒီအကြောင်းမဲ့ပေါ့နော်။နှောင့်နှေးကြံကြခြင်းမရှိဘဲနဲ့ဒီ ခိုးတဲ့သူကိုပေါ့နော်ခိုးတဲ့သူကိုရဲတယောက်ယောက်ရဲ့လက်ကိုအပ်ရတယ်ဒါမှမဟုတ်ဆိုလို့ရှိရင်လည်းနီးစက်ရရင်စက်ခန့်ပို့ရတယ်ပေါ့နော်ဒါကရာဇဝိကျင်ထုံးဥပဒေ59မှာဖော်ပြထားတာပြီးသွားတဲ့အခါမှာဒီသူကနေပြီးတော့ရိုက်နှက်လိုက်တယ်ရိုက်နှက်တဲ့အခါမှာတစ်ဖက်သားဟောပေါ့နော်သုံးတဲ့လက်နဲ့ပြီးတဲ့အခါမှာရရှိတဲ့ဒဏ်ရာပေါ်မှာမူတည်ပြီးတော့ရိုက်နှက်ခြင်းခံရတဲ့သူကသူ့ကိုရိုက်နှက်တဲ့သူကိုပေါ့နော်ပြန်ပြီးတော့အေးအေးယူလို့ရတာဖြစ်တယ် ပြီးသွားတဲ့အခါသူကဒီလိုမျိုးရိုင်းနှက်ယုံနေမကသေးဘူးဗီဒီယိုဖိုင်ဗီဒီယိုရိုက်ပြီးတော့ပေါ့နော်လိုင်းမော်ကိုတင်တဲ့အဲ့ဒီအခါမှာဆက်သွယ်ရေးဥပဒေပုံမှာ66ဂါကြီးအရာအရေးယူလို့ရတာဖြစ်တယ်ပြီးသွားတဲ့အခါမှာခလေးခလေးကိစ္စပေါ့နော်ခလေးကိစ္စကိုပြောမယ်ဆိုလို့ရှိရင်အဲ့ဒီခလေးလေးကိုသူကနေပြီးတော့စိတ်ပိုင်းဆိုင်ရာအကျန်းဖတ်တာရုပ်ပိုင်းဆိုင်ရာ အကျန်းဖတ်တာအနိုင်ကျင့်နှိပ်ကွက်တာပေါ့နော်ပြီးရခါမှာရိုက်နှက်တာအဲဒါမျိုးတွေပါလာခဲ့မယ်ဆိုလို့ရှိရင်လေခလေးတငယ်ခွင့်ရများဆိုင်ရာဥပဒေပုံမှာတရားရဲကကြီးမှာဖော်ပြထားတယ်တရားရဲကကြီးအရာ သူကနေပြီးတော့အရေးလိုရမှာဖြစ်ပါတယ်ဒါကခလေးကကြတော့ခလေးရဲ့မိဘပဲဖြစ်ဖြစ်ခလေးရဲ့အုပ်ထိန်းသူတယောက်ရပဲဖြစ်ပေါ့နော်ဒါကအမှုဖွင့်တိုင်တန်းလို့ရတာဖြစ်ပါတယ်ဒါကြောင့်မို့လို့ဒီလိုမျိုးကိစ္စတစ်ခုဖြစ်တဲ့အခါမှာဒီသူ့အမားနေပြီးတော့ကို့အမားဖြစ်သွားတာပေါ့နော်အခုဖြစ်သွားတတ်တယ်ပေါ့ ကိုကတကယ်လို့ကိုးဆိုင်ရနေပြီးတော့လာခိုးတယ်မိသွားတယ်ဆိုလို့ရှိရင်လည်းဒါကရဲစခန်းမှာသွားရောက်တိုင်တန်းပြီးတော့အမှုဖွင့်လို့ရတယ်။ကိုကဖမ်းထားတယ်ဆိုရင်လည်းခုနကပြောသလိုမျိုးပေါ့နော်။တခါတည်းရဲလက်ကိုအဲဒါမှမဟုတ်လို့ရှိရင်နီးစပ်ရဲစခန်းပို့ပြီးတော့အရေးယူလို့ရတာဖြစ်တဲ့။အခုလိုမျိုးလုံလိုက်တဲ့လုံရဲပေါ်မှာဆိုလို့ရှိရင်လည်းတပ်ဖက်ကနေပြီးတော့ပြန်ပြီးတော့အရေးယူခြင်းခံရနိုင်ပါတယ်လို့ဖြေကြားပေးလိုက်ပါတယ်ရှင်။ဂျေဇုတင်ပါတယ်ရှင်။ကီစီခိုယူတီဟုဆွဆွဲရိုက်နှက်ခံရသူတာမီနဲ့ရိုက်နှက်သည့်ဆိုင်ရှင်နှစ်ဖက်လုံးရဲစခန်းတွင်ထိမ့်သိမ်း ရန်ကုန်တိုင်းလှိုင်သာယာမြို့နယ်ရှိစတိုးဆိုင်တစ်ခုတွင်ပစ္စည်းခိုးယူသည်ဟုဆွဆွဲကရိုက်နှက်ခံရသူအမျိုးသမီးတဦးနှင့်ကလေးငယ်တဦးရိုက်နှက်သူဆိုင်ပိုင်းရှင်အမျိုးသမီးတို့နှစ်ဖက်လုံးကိုရဲစခန်းတွင်ထိန်းသိမ်းထားကြောင်းသတင်းရရှိပြီးယမန်နေ့အော်တိုဘာလ20ရက်ညနေပိုင်းက TikTok လူမှုကွန်ရက်ပေါ်၌စတင်ပြန့်နှံ့လာသည့်ဗီဒီယိုဖိုင်တွင်ကလေးချီထားသည့်အမျိုးသမီးကိုဆိုင်ရှင်ဖြစ်သူဟုယူဆရသူအမျိုးသမီးကဆိုင်တွင်မှပင်တခိုးဟုပြောဆိုကရိုက်နှက်ခြင်းကလေးဖြစ်သူအားတွန်းထုတ်ခြင်းနေပူရဲရှိ လမ်းဘေးတက်တိုင်တွင်ကလေးနှင့်ကလေးချီထားသူအမျိုးသမီးနှုတ်လုံးကိုကြိုးကြည့်ထားခြင်းပြုလုပ်နေသည့်မြင်ကွင်းများပါဝင်သည်အဆိုပါဖြစ်စဉ်သည်လှိုင်းတာယာမြို့နယ်ဘိုးချုပ်လမ်းမပေါ်ရှိတွေ့တာသူအထင်းနှင့်စတိုးဆိုင်၌ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးမိသည့်နေရက်ကဖြစ်ပွားခဲ့သည်ကိုအတိမပြုနိုင်သေးပေအဆိုပါဗီဒီယိုဖိုင်လူမှုကွန်ရက်ပေါ်တွင်ပြန့်နှံ့ခဲ့ပြီးနောက်ပစ္စည်းခိုးယူသူဟုဆွဆုံကအမျိုးသမီးတဦးနှင့်အတူပါလာသည့်ကလေးငယ်အားရိုက်နှက်နေသည့်ဆိုင်ပိုင်ရှင်ကိုလူမှုကွန်ရက်သုံးဆွဲသူများကဝေဖန်မှုများရှိခဲ့သည် တကယ်လို့ပစ္စည်းခိုးရဆိုရင်တောင်ခိုးတဲ့အမျိုးသမီးကိုရိုက်တာဘာမှမပြောလို့ဘူးဒါပေမဲ့ကလေးကိုပါလောက်တာကတော့လွန်နေဟုလူမှုကွန်ရက်သုံးဆွဲသူတဦးကမှတ်ချက်ရေးသားသည်ယင်းတို့လူမှုကွန်ရက်တွင်ပြင်းပြင်းထန်ထန်ဝေဖန်မှုများရှိလာပြီးနောက်အမျိုးသမီးနှင့်ကလေးငယ်အားရိုက်နှက်မှုကျူးလွန်သည့်စတိုးဆိုင်ပိုင်ရှင်ကိုယနေ့အောက်တိုဘာ22ရက်နံနက်ပိုင်းတွင်လှိုင်းတာယာမြို့မှရဲစခန်းကလာရောက်ခေါ်ဆောင်သွားကြောင်းသိရသည်